မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာရှိတဲ့စစ်တပ်လက်ကျန်စကမ်းခလိုက်ရ55တပ်ရင်းကိုတိမ့်ပတ်ရရှိပြီးတော့မြို့ထဲမှာခုခံနေတဲ့စစ်ကောင်စီရဲ့တပ်များကိုအေအေကဆက်လက်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အရခဒေတာအတွင်းကစစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းများကိုအရခတပ်တော်ကတခုပြီးတခုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။အခုရက်များမှာအ धिक တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေတဲကတန်ရွဲမြို့နယ်နဲ့မောင်တော်မြို့နယ်အတွင်းကစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လ9ရက်နေ့မနက်9:45မိနစ်အချိန်တန်ရွဲမြို့နယ်အတွင်းကစစ်ကောင်စီရဲ့တန်ရွဲအခြေစိုက်တိုက်ရင်များတဲကလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ခလိုက်ရ55တိုက်ရင်ကိုထိုးစစ်ဆင်အပိတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ စစ်အသုံးဆောင်ပစ္စည်းများနဲ့လက်နက်ခဲယံအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။တန်တွဲအခြေစိုက်တိုင်ရင်တစ်ခုဖြစ်တဲ့ခမရ966ကိုဇွန်လ28ရက်နေ့ညနေ9:30မိနစ်မှာအလုံးစုံတိတ်ပိုက်ပြီးတဲ့နောက်မှာထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သားများစစ်ကူလာပေးတဲ့စစ်ကောင်စီတပ်သားများနဲ့တန်တွဲမျိုးတွေကလက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတန်တွဲမျိုးနဲ့တန်တွဲမျိုးအနီးပတ်ဝန်းကျင်ကနေပြီးတော့ခုခံစစ်များကိုဆင်နွှဲရန်ပြင်ဆင်နေတဲ့အတွက်ကြောင့်တန်တွဲမျိုးတစ်ခုလုံးကိုအပိသက်တိတ်ပိုက်ရယူနိုင်မဲ့ထိုးစစ်များကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မောင်တော်ဒေသအတွင်းမှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့နခခငါမြို့တကြီးစခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီကလည်းမောင်တော်မြို့ကိုမဆုံးရှုံးရရဲအတွက်မောင်တော်မျိုးတွေကနေပြီးတော့ခုခံစစ်များတစ်ဖွဲ့ပြင်ဆင်ထားတယ်လို့သိရပါတယ်။တပြိုင်နက်တည်းမှာမောင်တော်မျိုးကိုဝိုင်းရပိတ်ဆို့ထားပြီးတော့မောင်တော်တပ်မျိုးလုံးကိုသိမ့်ပိုက်ရယူနိုင်ရတဲ့အတွက် ။ထိုးစစ်များကိုဆက်လက်ပြုလုပ်လျက်ရှိတယ်လို့သိရပါဗျ။ဇူလိုင်လ17ရက်နေ့မနက်9:04မိနစ်အချိန်မှာမောင်တော်နာခခ9ရက်အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်တဲ့မကြီးချောင်းနယ်ကြားဆောင်တပ်စခန်းကိုစစ်သားအလောင်းများလက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းအများပြားနဲ့အတူတင်စီရမိပြီးတော့စစ်တုံးမှန်းတချို့ကလည်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမကြီးချောင်းစခန်းမှာစစ်တွေဓာကာစလက်အောက်ခံခလာယာ263တရင်နဲ့အခြားစစ်စခန်းတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနယ်ကြားဆောင်ရဲများရှိနေတယ်လို့သိရပါဗျ။ဒါအပြင် ခမ်းမန်းစစ်သား30ဦးခန့်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အချမ်းကိုစစ်လေတချို့နဲ့ထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတိုက်ကြီးအမှတ်၁စစ်တပ်တမ်းမြင့်၄ကျင်းရေးတင်နန်းကျောင်းကပြည်သူ့စစ်မှုထမ်းအပတ်စဉ်၁တင်နန်းစဉ်တပ်သားတပ်များဟာတန်တွဲရှေ့တန်းစစ်မျက်နှာပြင်ကိုအပုတ်ခံခဲ့ရပြီးတော့တပ်သားတပ်တရာကျော်အဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇောလာ28ရက်နေ့မှာတိုက်ကြီးအမှတ်1စစ်တပ်တမ်းမြေလေးကျင်းရေးတင်နှန်းကျောင်းမှာပြည်သူစစ်မှုထမ်းအပတ်စဉ်1တင်နှန်းဆင်းပြီးတဲ့ တပ်သားတဲ့တရားကျော်ကိုတန်တွဲစစ်မျက်နှာပြင်ကိုစစ်ကောင်စီကပို့ဆောင်ခဲ့တယ်လို့သိရပါဗယ်။မနေ့ကညပိုင်းက AA ကတန်တွဲမှာရှိတဲ့နောက်ဆုံးစစ်ကောင်စီရဲ့လက်ကျန်စခန်းဖြစ်တဲ့ခလိုက်ရ55တိုင်ရင်ကိုတင်ပိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့ရမှာအဆက်အသွယ်ပြတ်တောက်နေတဲ့တပ်သားတဲ့များရဲ့မိဘများက၎င်းတို့ရဲ့သားများတည်ဆုံခြင်းဒါမှမဟုတ်စစ်တုံးမှန်အဖြစ်နဲ့ဖမ်းဆီးခံရခြင်းအခြေအနေများကိုစုံစမ်းပေးရန်ဆက်သွယ်အခုအညီတောင်းခံလာကြတယ်လို့သိရပါဗယ်။ကမ်းခြေမှာအဖမ်းခံရတဲ့စစ်တုံးမှန်တွေထဲမှာ ဘယ်ဘက်လမ်းမောင်းတက်တူးနဲ့နှခမ်းကွဲနေတဲ့ကျွန်တော်ညီလေးနဲ့အရန်တူတဲ့လူတအူးကိုမြင်ရလို့စုံစမ်းပေးစီခြင်းမရဲသူကရန်ကုန်တိုက်ကြီးအမတ်တဲတန်းမြေလေးကြီးရဲ့တင်တန်းကျောင်းကဇွန်လ28ရက်နေ့ကမှတင်တန်းဆင်းသွားတဲ့စစ်မှုထမ်းအပတ်စဉ်တက်ကပါအသက်30နှစ်ပါသူနောက်ဆုံးအချိန်ဖုန်းဆက်ခဲ့တာကဇွန်လ29ရက်နေ့မှာဖုန်းဆက်တာပါရခိုင်တန်ရွဲဘက်ကိုပို့လိုက်တယ်လို့ပြောတယ်အဲ့ဒီကလေးကအဆက်အသွယ်ပြတ်သွားတာပါလို့တသားတည်းရဲ့အကိုဖြစ်သူကဆက်သွယ်ပြီးတော့ပြောကြားလာပါတယ်တိုက်ကြီးအမတ်တဲတန်းမြေလေးကြီးရဲ့တင်တန်းကျောင်းက တက်တရင်အေးမြစ်ကလည်းတက်သားတဲ့တရားကျော်ကိုရခိုင်စစ်မျက်နှာပြင်များကိုဆေးလွတ်ခဲ့တာဟာမှန်ကန်ပြီးတော့တင်းနှန်းစစ်တက်သားတဲ့များကိုအဓိကအဖြစ်ရခိုင်နဲ့ရှမ်းမြောက်ကိုဆေးလွတ်ခဲ့ခြင်းဖြစ်ကြောင်းအတိအပြုပြောဆိုခဲ့ပါတယ်။ တိုက်ကြီးအမှတ်တဲ့တန်းမြင်လေးကြီးအကြောင်းကတင်တန်းစဲတပ်သားတွေအားလုံးကရခိုင်နဲ့ရှမ်းမြောက်ကိုခွဲပြီးတော့ပို့လိုက်တာပါတင်တန်းဆင်းပြီးနောက်တရက်မှာပဲသက်ဆိုင်ရာနယ်မြေအသီးသီးကိုပို့လိုက်တာပါသူတို့မှာပါလာတဲ့မိုဘိုင်းဖုန်းတွေကိုတော့တင်တန်းစတတ်တဲ့အချိန်ကလေးကစပြီးတော့တာဝန်ကျတဲ့နေရာတွေစီကိုပို့လိုက်တဲ့အထိကြောင်းမှာပဲတင်စီထားပါတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီကပြည်သူ့စစ်မှုတန်းဥပဒေနဲ့ခေါ်ယူခဲ့တဲ့တပ်သားတစ်များကို မိမိတို့ရဲ့တပ်ဆိုင်ရာနေမြေများတွင်သာလုံခြုံရေးတာဝန်များကိုထမ်းဆောင်ခိုင်းမှဖြစ်ပြီးတော့ရှေ့တန်းမှာစစ်မတိုက်ခိုင်းဘူးလို့ပြောဆိုထုတ်ပြန်ခဲ့တော်လဲတင်တန်းစစ်ပြီးတဲ့အချိန်မှာတပ်သားတွေများအားလုံးကိုရှေ့တန်းစစ်မြေနာပြင်များကိုတိုက်ရိုက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်အတွင်းတပ်စခန်းတစ်ခုပြီးတစ်ခုတမျိုးပြီးတမျိုးလက်လွတ်ဆုံးရှုံးနေရတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့စစ်တွေမျိုးမှာရန်ကာဖျားနှက်စုတဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကဖျားနယ်စုကိုရန်ကုန်ကကုန်တင်သင်းမောနယ်ဇွန်လရက်3ရက်နေ့ကစပြီးတော့စစ်တွေမျိုးကိုပင့်ဆောင်လာပြီးလောကနန္ဒာဖျားဝင်းအတွဲမှာထပ်မံတီထားတယ်လို့ဒေသခံတို့ကပြောပါတယ်ဇွန်လရက်3ရက်နေ့ကသင်းမောနယ်ပင့်လာတာသင်းမောကနေတဆင့်ကားနဲ့ယူလာတယ် လေးရက်နေမှာအနေကစားတင်းတဲ့လောကနန္ဒာဖျားမှာပဲမြောက်ဘက်တစ်ပါးတောင်ဘက်တစ်ပါးတည်ထားတယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီဖျားနတ်စုကိုစစ်ကောင်စီကရန်ကာဖျားလို့အမည်ပေးထားပြီးတော့စစ်ရှုံးနေတဲ့ရခိုင်ပြည်နယ်ကိုပြန်လည်ရရှိစေဖို့အတွက်စစ်ကောင်စီဟာတပ်ဖွဲ့ဝင်များကိုအယုံသွင်းတဲ့လှုပ်ရဖြစ်တယ်လို့သုံးသပ်သူတူကထောက်ပြထားပါတယ်စစ်တွေဟာနိုင်ငံရေးအရာ အုပ်ချုပ်ရေးပိုင်းပြတ်သုံးသွားပြီဖြစ်တဲ့မြို့တစ်ခုဖြစ်တယ်လို့စစ်ရေးအရာလည်းကြောင်ပိတ်မိနေတယ်ဒီအချိန်မှာဖျားတည်တာဖျားတကာလုပ်ပြီးတော့တပ်ဖွဲ့ဝင်တွေကိုအယုံသွင်းတဲ့သဘောမျိုးလဲပါတယ် ်နောက်ပြီးတော့ကိုယ့်ရဲ့ရန်သူကိုကာတဲ့သဘောမျိုးနဲ့သာဒီဖျားနှစ်စုကိုတဲ့တယ်ဆိုရင်ဒါကဗုဒ္ဓဘာသာတွေရဲ့လောက်ရမဟုတ်ဘူးဒီလိုလောက်တာဟာဒေါသပါနေတဲ့အတွက်ကို့ဒေါသဟာလည်းကို့စီမှာပဲပြန်ပူလောင်စေလိုက်မယ်လို့သုံးသက်သူကပြောဆိုထားပါတယ်လောကနန္ဒဇီရီတော်ကြီးဟာရဲနယ်စုရက်ကွက်မေယူလန်းတဲ့တတ္တဌာနလမ်းတော်မှာတည်ရှိပြီးတော့1999ခုနှစ်မတ်လ2ရက်နေ့မှာ တန်းရွှေကတီထားကုတ်ခဲ့တဲ့ဇေဒီလည်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကတဖက်မှာရန်ကာဖျားကိုတီထားကုတ်ခဲ့နေပြီးတဖက်မှာလည်းစစ်တွေဒေသခံများကိုနေ့စဉ်ဖမ်းဆီးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနဲ့တရားစွဲဆိုထောင်ချခြင်းများကိုပြုလုပ်နေတယ်လို့သိရပါတယ်ဒါအပြင် အရက်လေးမျက်နာကစက်တွေလမ်းကြောင်းများကိုစစ်ကောင်စီကပိတ်ဆို့ထားတဲ့အတွက်စစ်တွေမျိုးတွင်းကထွက်လို့မရဘဲကြံရှိနေသေးတဲ့ဒေသခံပြည်သူများနဲ့ဝန်ထမ်းအုပ်စုများဟာလည်းစားနေရိတ်ခါဖူလုံမှုမရှိဘဲနဲ့ပိတ်မိနေကြတယ်လို့သိရပါဗါရခတ်တက်တော် A ကပလဝါအပါဝင်ရခိုင်ပြည်အတွင်းကမြို့ဆယ်မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးတော့ဆက်လက်ပြီးတော့စစ်ကောင်စီရှိတဲ့မြို့များကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗါရ လက်ရှိမှာတန်တွဲမြို့နယ်တစ်ခုလုံးကိုတိမ့်ပိုက်ရရှိရန်လက်တကန်းအလိုမှာရှိနေပြီးတော့ငပလီမြို့ကစစ်ကောင်စီတပ်ရင်းနှစ်ခုစလုံးကိုတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရှင်းလင်းပြီးပါကတန်တွဲမြို့နယ်တစ်ခုလုံးကိုအေအေကအပြည့်အဝတိမ့်ပိုက်ထိန်းချုပ်နိုင်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမတရားမျိုးနယ်မှာမြောက်တန်ငါစစ်ကောင်စီစခန်းနဲ့အယ်ဖာဘီလက်မြေစက်ယုံကာကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကစစ်သားအလောင်းများနဲ့လက်နက်ခဲယမ်းများကိုပိန်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗရီယာမြို့နယ်မှာရှိတဲ့မြောက်တန်ကားတပ်စခန်းကိုအပိသက်သိမ့်ပိုက်ရရှိထားပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရမိထားတယ်လို့သိရပါဗါးဒါအပြင်မရီယာမြို့နယ်အယ်ဖာဘီလန့်မြေစက်ရုံကာကင်းစခန်းများကိုနယ်မြေရှင်းလင်းရေးပြုလုပ်ရမှာလက်နက်ငယ်ဆက်နက်လက်နဲ့ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲစင်ကူးမြို့နယ်လက်ပံလှရဲစခန်းကနေထွက်ပြေးသွားတဲ့ရဲမေတအုပ်ရဲ့နေအိမ်မှာ၆လုံးပြူတနက်တလက်နဲ့ဆက်ဆက်တဲ့ခဲယမ်းများကိုသိမ်းဆီးရမိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်လာရှုံမြို့နယ်မှာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးတော့ခရီးရန်တရားဟောဆရာတဦးပေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့မွန်လွဲပိုင်းမှာလာရှုံမြို့ရက်ကွက်တဲ့နယ်မြေလေးမြောင်းမြလမ်းမှာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ကရင်တိုင်းရင်းသားခရီးရန်တရားဟောဆရာတဦးကြီးစံထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကညနေ9:45မိနစ်အချိန်ကလာရှုံမြို့တိန်နီလာရှုံပြည်တော်စုလမ်းမကြီးဘေးမှာရှိတဲ့ တိုကျိုဂျပန်ကားပစ္စည်းအယောင်ဆိုင်အနေလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲပြီးတော့မိလောင်ကျွမ်းခဲ့တယ်လို့သိရပါဗါတယ်မနေ့ကရောဒီနေ့မနက်ပိုင်းရောလက်နက်ကြီးကြီးတွေကတောက်လျှောက်ကိုကြာနေတယ် မနေ့ကတိုချိုကားပြက်စည်းဆိုင်ဘက်ကိုပြစ်တာကစစ်တပ်ကပြစ်လိုက်တဲ့လမ်းနဲ့ကြီးကြီးပါ MNDA ဘက်ကလည်းပြစ်နေတယ်အခုမနေ့လည်းပြစ်နေတော့ပဲလို့လာရှိုကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်မနေ့ကညာပိုင်းကစစ်ကောင်စီကလေကြောင်းကနေတဆင့်တိန်နီမြို့ကိုဘုံကျဲချခဲ့ရာတိန်နီမြို့ပေါ်မှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းဟာလုံးဝပျက်စီးသွားကြောင်းဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ